အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကပုံမှန်ထက်ကိုစီအနက်ပြင်းတဲ့လူတွေစီအနက်နဲ့လူတွေအတွက်ကိုဗီဒီယိုဖိုင်လင်းတပုတ်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုကပုံမှန်ထက်ကိုစီအနက်နန်းနေပြီစီအနက်ပြင်းနေပြီဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့အချက်6ချက်ကြောင့်ဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီခန်ထုံးမဖြစ်ပါတယ်ပထမချက်အနေနဲ့ကကြတော့ဒီရေတောက်နေတဲ့အခါမှာဖြစ်ပါတယ်ရေတောက်နေပြီဆိုလို့ရှိရင်စီကပြစ်သွားပါတယ်အဲ့တော့စီပြစ်သွားပြီးတော့စီရနဂိုတက်ကို ပေါက်လိုက်တဲ့အချိန်မှာအမြုပ်ပွာတာဖြစ်နိုင်တယ်အမြုပ်ပိုပြီးတော့ပါတာဖြစ်နိုင်တယ်ဒါပြီးလို့ရှိရင်စီးအနက်ပြင်းတာဖြစ်နိုင်ပါတယ်ဒါပထမချက်ဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကကြတော့ဒီစီးပိုးဝင်တဲ့အခါမှာဖြစ်ပါတယ်အထူးသဖြင့် eco line လို့ခေါ်တဲ့ဒီဘက်တီးရီးယားပိုးစီးလက်ညောင်းတဲ့ကိုစီးပိုးဝင်တဲ့အခါမှာဖြစ်ပါတယ်အဲ့ဒီခါမှာစီးသွားလို့ရှိရင်အနက်ပြင်းပါတယ်အနက်နံပါတယ်ဒါပြင်ကစီးသွားတဲ့အခါမှာပူရာစီးခဏခဏသွားခြင်းတာစီးကြံတယ်လို့ခံစားရတာစီးအောက်တာ ီချက်ဆိုးလာပြီဆိုလို့ရှိရင်ခါးတွေပါကြိုက်တာဒါမျိုးတွေအထိဖြစ်နိုင်ပါတယ်တတိယအချက်အနေနဲ့ကကြတော့ဒီစီးလက်ညောင်းမှာကြောက်တဲတဲ့အခါမှာဖြစ်ပါတယ်အဲဒါကလည်းပဲခုနပြောတဲ့စီးပိုးဝင်တာနဲ့ဆက်ဆက်ပြီးတော့စီးအနက်နန်နာဖြစ်ပါတယ်เนาะအဲ့တော့စီးကြောက်တဲပြီဆိုလို့ရှိရင်အရန်အောက်ပါတယ်အရန်အောက်တယ်เนาะခါးတွေကြိုက်နိုင်တယ်ဘယ်သို့မဟုတ်ညာတစ်ဖက်ဖက်ကကြိုက်နိုင်တယ်အဲ့တော့ကြောက်ကနှစ်ဖက်လုံးရှိနေပြီဆိုလို့ရှိရင်နှစ်ဖက်လုံးလည်း ကြိုက်တာမျိုးဖြစ်နိုင်တယ်အများအားဖြင့်တော့တစ်ဖက်တယ်ကြိုက်တာများတယ်တကယ်လို့အရန်ဆိုးပြီဆိုလို့ရှိရင်တော့အဲချမ်းတုံပြီးတော့ဖြားတာမျိုးလည်းဖြစ်တတ်ပါတယ်နော်နောက်ထပ်လေးခုမြောက်အချက်ကကြတော့တင့်မှာစီကျွယောဂရှိပြီးတော့သင်ကစီကျွယောဂကိုတခြားမထိန်နိုင်ဘူးတခြားမထိန်နိုင်တဲ့စီကျွဖြစ်သွားပြီးစီကျွတွေ၄၀၀၅၀၀လောက်ဖြစ်သွားပြီးအဲ့ချိန်မှာမဖြစ်လဲဆိုလို့ရှိရင်ခန္ဓာကိုယ်မှာဒီကီတုန်းဘော်ဒီဆိုလို့ခေါ်တဲ့ဟာတွေကစီးတဲ့မှာပါလာမျိုးဖြစ်နိုင်တယ်အဲ့လိုနဲ့စီးအနက်ကပုံမှန်မဟုတ်ဘဲနဲ့အနက်ပြောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်ဒါဆိုလို့ရှိရင်တော့အနေရှိတယ်ကိုယ့်ရဲ့စီအနက်ပြောင်းနေပြီကိုကစီကျွယောကလည်းရှိနေပြီဆိုလို့ရှိရင် တခြားသောလက္ခဏာတွေဖြစ်တဲ့ရင်မအောက်တာမောတာစီတက်လျှောက်သွားတာဒါမျိုးဖြစ်နေပြီဆိုလို့ရှိရင်ဆောင်းနဲ့ချက်ချင်းပြဖို့လိုအပ်ပါတယ်နောက်ထပ်၅ခုမြောက်အချက်ကကြတော့ဒီဆေးဝါးတွေကြောင့်ဖြစ်ပါတယ်အဲ့တော့အထူးသဖြင့်ဗီတာမင် B ပါဝင်တဲ့ အားစင်းနေဖြစ်ပါတယ်เนาะအဲ့တော့ကိုကဒီဗီတာမင် B1 ဗီတာမင် B6 ဗီတာမင် B12 တခြားတော့ဗီတာမင် B အုပ်စုပါတဲ့အားစင်းတွေကိုတောက်လိုက်တဲ့အခါမျိုးမှာစီးအယောင်ပြောင်းတာဖြစ်နိုင်တယ်စီးကအနက်ပြောင်းသွားတာဖြစ်နိုင်ပါတယ်ဒါပြဿနာမရှိဘူးရည်မများတောက်ရင်တက်တာမှာဖြစ်ပါတယ်เนาะအနည်းလည်းမရှိပါဘူးအဲ့တော့နောက်ဆုံးချက်အနေနဲ့ကကြာတော့အစားတောက်တွေကြာဖြစ်ပါတယ်အတချို့အနက်ပြင်းစေတဲ့အစားတောက်တွေရှိတယ်ဥပမာဒီကော်ဖီတွေအများကြီးတောက်လိုက်တယ်စီးသွားလိုက်တဲ့အချိန်မှာကော်ဖီလိုအနက်မှာ ရတာမျိုးဖြစ်တတ်တယ်။ဒါသည်ပြဿနာတော့မရှိဘူး။ဒါပေမဲ့ coffee တွေအလွန်ကြုံသွားပြီဆိုရင်တော့သူရဲ့နောက်ဆက်တွဲပြဿနာတွေတော့ဖြစ်နိုင်တယ်။အဲ့တော့စီးသွားတဲ့ချိန်မှာ coffee နဲ့နန်းနာဒါတဘာဝဖြစ်တယ်။ဒါပေမဲ့ coffee တွေအများကြီးတောင်းရင်တော့သူရဲ့နောက်ဆက်တွဲပြဿနာတွေတော့ရှိနိုင်ပါတယ်နော်။နည်းနည်းပတ်သက်ပြီးတော့လည်းကျွန်တော် video file လေးတင်ပေးဖို့ရှိပါတယ်။အဲဒါပြင်မှာတချို့တော့အစားအစာတွေဖြစ်တဲ့စက်တုံအနီးစက်တုံအဖြူဒါတွေကလည်းပဲအလွန်ကြုံစားမယ်ဆိုရင်စီးအနက်ပြောင်းသွားတာဖြစ်တတ်ပါတယ်။အော်ဒါတွေကပြဿနာအရင်ကြီးမရှိဘူး။ အစားအသောက်ရှော့စားလိုက်မယ်ရေများများတောက်လိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကောင်းတော့မှာဖြစ်ပါတယ်အဲ့တော့ရှင်းမှာကျွန်တော်ပြောခဲ့တဲ့တချို့အချက်တွေကတော့အန်ရင်းရှိတယ်ဥမာဖြင့်စီယိုယောဂရှိတယ်စီးနှံပြောင်းနေတယ်အဲ့တော့ဒါပြင်မှစီယိုယောဂရှိပြီးတော့မောနေတယ်ပြီးတဲ့အခါမှာရင်မတ်တွေအောင်းနေတယ်စီးရတောက်လျှောက်သွားတယ်ဒါမျိုးဖြစ်နေပြီးစီးအနှံ့ပြောင်းနေပြီဆိုရင်တော့စီးုံချက်ချင်းပြမှာဖြစ်ပါတယ်အဲ့တော့ရေတောက်နေလို့ဖြစ်တာဖြစ်ဖြစ်ဆေးဝါးတွေကြောင့်ဖြစ်တာဖြစ်ဖြစ်စားသောက်ကြောင့်ဖြစ်တာဖြစ်ဖြစ်ဒါတွေကတော့ပြဿနာမရှိဘူးရေမြမြတောက်လိုက်လို့ရှိရင်အနှံ့တက်တာသွားမှာဖြစ်ပါတယ် အော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။သိကျင်တာရှင်လည်းကွန်မန့်မှာမေးလို့ရပါတယ်။